စကော်ပီယိုဘိတ်ဇာယာဒီပွားများအတွက်2025ခုနှစ်နိုဝင်ဘာလတလစာဟောစတန်းကို ကျမတို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါရရှင်။အခြေရေ၊ကျန်းမာရေး၊ငွေကြေးပဏာရေးအလောက်ကိုင်းတဲ့တမွေဝန်းချောင်းပညာရေးတို့ကိုပြပြဆုံဆုံတင်ဆက်ပေးထားတာမို့လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြဖို့ပြောချင်ပါတယ်။ channel လေးကို subscribe လုပ်ရသေးရင်လည်း subscribe လေးလုပ်ခဲ့ပေးကြဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်။ အခုပထမအဦးဆုံးအခြေရေးကိုပြောပြပေးလိုပါတယ်ဒီလစာပိုင်းမှာခြေရသူနဲ့မကြသေးမီကဖြစ်ပွားခဲ့တဲ့အငင်းပွားမှုတစ်ခုကြန့်ရှိနေသေးပြီးတော့စိတ်တော့ကများနဲ့စတင်နိုင်ပါတယ်ပုံမှုဂီယူဆိုင်မှုပြသခြင်းကဆက်ဆက်ရေးကိုတိတိကျကျတိုးတက်လာနိုင်စေပါတယ်ဒါပေမဲ့လည်းလာတဲ့နောက်ပိုင်းကာလတွေမှာ စိန်ခေါ်မှုများပေါ်ပေါက်လာနိုင်ပြီးပြဿနာတွေကိုဖြေရှင်းရအတွက်ပွင့်လင်းပြီးတော့အတိပ္ပယ်ရှိအဆွေးနွေးမှုတွေလိုအပ်ပါတယ်။ဒီချိန်မျိုးမှာတော့ချစ်ရတဲ့တူနားလည်မှုကိုနဲ့ဆိုင်ခြင်းပဲပြဿနာဖြေရှင်းနည်းမျိုးကိုသာအသုံးပြုပါ။ယုံကြည်ရတဲ့ပုဂ္ဂိုလ်များထံကနေပြီးတော့အကူအညီရယူဖို့မတွန်းဆုတ်ပါနဲ့။စိတ်ရင်းမှန်တဲ့ပြောဆိုမှုများကတတော်တော်ဖြစ်စေပြီးတော့ဖိအားများကိုလည်းရောပါစေပါလိမ့်မယ်။လောက်ကောင်ပိုင်းကိုရောက်လာတဲ့အခါမှာခွင်လန်းတဲ့များပေါ်ထွက်လာမှဖြစ်ပြီးတော့ အဲ့ဒီအခြေအနေတွေကိုလက်ခံဖို့အတွက်အကြောင်းရှုံးမှုနဲ့မလုံခြုံမှုတို့ကိုဥစွာကြော်လွှားပါဆန္ဒနာလည်းမှုဆက်သွယ်ပြောဆိုမှုနဲ့တတိယပြန်တရားများကိုကြော်လွှားခြင်းဖြင့်ဆက်ဆံရေးကိုခိုင်မာစေပါလိမ့်မယ်ဆက်လက်ပြီးကျမရေးဆိုင်ရာအကြောင်းအရာများကိုပြပြပေးလိုပါတယ်ဒီလမှာစိတ်ပိုင်းဖြတ်မှုနဲ့ကျမရေးတတ်မှုပေါ်မှာအာယုံစူးစိုက်မှုတို့ကကျမပြောရှင်မှုကိုထိန်းသိမ်းရန်ကူညီပေးပါလိမ့်မယ်ဒါပေမဲ့လည်းလရဲ့အစာပိုင်းမှာ ကျမရဲ့ပြဿနာအဟောင်းတွေပြမော်လာပေါက်လောက်နိုင်ပြီးတော့ကိုခံအားစနစ်အားနည်းခြင်းကြောင့်မုံမကြီးဆိုင်ဖို့လည်းလိုအပ်ပါတယ်လားလည်းပဲဝင်းချင်မှာဂျိုရိုးရဲ့ဩဇာလမ်းမှုကကျမရဲ့ဆန်ရဆိုင်ခုံမှုများကိုဖြစ်ပေါ်စေနိုင်ပြီးတော့ဒီပြဿနာတွေကိုလည်းပြန်လည်အသက်ဝင်စေနိုင်ပါတယ်ဒီပြဿနာတွေကိုရှင်းရှားဖို့အတွက်ဂျိုတေကခုံမှုများကိုပြုလုပ်ခြင်းကအရေးကြီးပါတယ် ခဏဥခခရရှိတော်လဲကျိုးပန်းအထုံးမှုများအမြဲပြူသဘောဆောင်တဲ့ရလမြတ်ကိုရရှိစေမှာဖြစ်ပြီးတော့လာရဲ့နောက်ပိုင်းကာလတွေမှာကောင်းမွန်သောအကျံကံကျမ်းမာရေးခိုင်မာသောကုခါဆနစ်ကိုဥတည်သွားပါလိမ့်မယ်ပုံမှန်ကျမ်းမာရဲ့အခြေအနေများပြန်လည်ရရှိပါလိမ့်မယ်ဆောင်းရင်အစဉ်တွေကောင်းမွန်နေတော်လဲလက်ပုံပိုင်းမှာစိတ်ပီစီမှုအစဉ်များကိုစီမံခန့်ခွဲရတဲ့ပင်မလွန်ွယ်ခြင်းကိုကာကွယ်ရန်အတွက်ထိရောက်သောအလုံးနဲ့ကိုယ်ကိုယ်တော်ပွားစီမံခန့်ခွဲမှုအရေးကြီးပါတယ်မိမိကိုယ်ကိုယ်ကယူဆိုင်မှု တရေရှိမှုနဲ့ကြော်ရဲလက်မုံများကိုလိုင်လျောင်းကြီးတွေရှိမှုလို့ဖြင့်ကျမ်းမာရေးစာအတားအဆီးများကိုကြော်လွှမ်းနိုင်မှာခန္ဓာရင်ဆွဲကိုမူးယူနိုင်မှာဖြစ်ပြီးတော့မျှတရတဲ့သားစားတာရှိရဲ့ဘဝကိုရရှိပါလိမ့်မယ် ဆက်လက်ပြီးတော့ငွေကြေးပန္နာရေးဆိုင်ရာအကြောင်းအရာများကိုပြပြပေးလိုပါတယ်ဒီလတစ်ချောင်းလုံးမှာအပြုသဘောဆောင်တဲ့ဂျိုဩဇာနာနမမှုကပညာရှိရဲ့ဆုံးဖြတ်ချက်များချမှတ်ရန်နဲ့ပြတ်သားတဲ့လုံဆောင်ချက်များကိုပြုလုပ်ရန်စွမ်းအားပေးမှာဖြစ်ပြီးတော့ဗန္နာရေးအကျိုးမြတ်များနဲ့ဝင်ငွေရရှိမဲ့အခွင့်အလမ်းများကိုတိုးမြင့်စေပါလိမ့်မယ်သို့တော်လားလေပိုင်းမှာအတားအဆီးများနဲ့ခက်ခဲများကဗန္နာရေးစီမံကိန်းချမှတ်မှုကိုအနောက်ရှက်ဖြစ်စေနိုင်တဲ့အတွက်ကြောင့်မို့စင်ကုန်မှုအချို့လည်းပေါပေါက်လာနိုင်ပါတယ်ထိရောက်တဲ့ရင်းမြစ်စီမံခန့်ခွဲမှုရှိတော့လည်းမမျှော်လင့်ထားတဲ့ပြဿနာတွေကြောင့်ဂရီကဝုတ်တွေ တက်တက်တာမျိုးတွေဖြစ်နိုင်ပါတယ်ငွေကြေးစည်းစိမ်မှုတည်ငြိမ်ခြင်းနဲ့အရင်းမြစ်များကိုတိရောက်စွာခွဲဝေခြားထားခြင်းတို့ရှိနေတော့လေလာရဲ့နောက်ဆုံးတဝက်မှာတော့အခြေအနေတွေကပြောင်းလဲနေစေဖြစ်ပါလိမ့်မယ်။ခံကောင်းထောင်းဝစွာလက်ကုံပိုင်းရာနောက်ထပ်ဝင်ငွေရရှိမဲ့ခွင့်လန်းများကိုစောင့်ခြင်းလာမှာဖြစ်ပြီးတော့မပြီးမပြတ်ရှိနေတဲ့ပိုင်းဆိုင်မှုတွေသို့မဟုတ်ရုပ်ပိုင်းဆိုင်ရာပိုင်းဆိုင်မှုနဲ့သက်ဆိုင်တဲ့ပြဿနာများကိုထြေရှင်းရမှာအထောက်အပံ့ပြုပါလိမ့်မယ်။အမြန်ဆုံးများနဲ့ဆုလက်များကိုကြီးမားလာမှာဖြစ်ပြီးတော့ ဗန္ဓာရေးအုပ်မြစ်ကိုပုံမခိုင်းပါလားစေပြီးတော့ပျော်ရွှင်မှုနဲ့စစ်ကြေနပ်မှုကိုဆောင်ကျင်းလာပါလိမ့်မယ်။ခန်းနိုင်စွရင်နဲ့မဟာဗျူဟာမြောက်တွဲခေါ်မှုတို့ဖြင့်လရဲ့အတက်အကျမြောက်ကိုကျော်လွှားပြီးတော့ခိုင်မာတဲ့ဗန္ဓာရေးအနေထမ်းနဲ့လာလာကောင်းတော့အနာဂတ်တွေပုံထွက်လာပါလိမ့်မယ်။အခုဆက်လက်ပြီးတော့အလောက်ကိုင်းတဲ့သမွေးဝန်းကျောင်းဆောင်ရာအကြောင်းအရာမြောက်ကိုပြပြပေးလိုပါရရှင်။ ီလမှာဂျိုရီရဲ့မျက်နှာသာပဲရွေးချမ်းနေမှုများကောင်းမွန်မှာဖြစ်တဲ့အတွက်တကြောင်မို့လို့အစာပိုင်းမှာဖီးယားများနဲ့ကန်းသက်ချုပ်ချယ်မှုများကိုလည်းရင်ဆိုင်ရမှာဖြစ်တယ်လို့အစဉ်ပြေမှုလည်းများစွာရှိနေပါမယ်။စီးပွားရေးလုပ်ငန်းပိုင်ရှင်များဒီမိပို့ပြီးတတိထားဖို့လိုအပ်ပါတယ်။အလုံးမှာအထူးစိတ်ကောင်းမှုများပြီးတော့ဆေးပစ္စည်းမှုများရှိလာမှဖြစ်ပြီးတော့အထူးသဖြင့်လားလေပိုင်းပတ်ဝန်းကျင်မှာလုပ်ငန်းခွင်နဲ့ဂျိုပြိုင်ဆိုင်မှုများကပြဿနာများကိုပုံမဆိုးရစေပါလိမ့်မယ်။ဆွမ်းဆောင်ရည်ကိုတိုးတက်စေရန်အတွက်တတိယရောက်မှုများနဲ့လောက်ခွက်ကံပေါ်များနဲ့အတူတကွအဆင်ပြေအောင်ကြိုးစားပါ။ စီဝါရဲ့လုပ်ငန်းလုပ်ငန်းလေးဘက်ကဝန်ထမ်းများအပေါ်ကျင်နာမှုပြသပါအလင်းဆလိုလုပ်ငန်းတင်ပြပြုလို့ရှင်ကိုချောင်းကျင်ပါတိုးတော်လဲလိုင်းနောက်ဆုံးတော့ကမှာတော့ဂျူရိုးရဲ့ဩဇာအနာလုံမှုကလုပ်ကိုပုံမလွယ်ကူပြီးပြောရွှင်စရာဖြစ်စင်မှာဖြစ်ပြီးတော့ထုတ်လုပ်နိုင်မှုစွမ်းရင်ကိုလည်းတိုးမြင့်ပေးပါလိမ့်မယ်အောင်မြင်မှုကိုနောက်တစ်ဆင့်သို့တလန်းရံအတွက်ခွင့်လန်းများကိုမိရဆောက်ပိုင်းနိုင်ပါလိမ့်မယ်ဒီအချိန်မှာအလောက်ကင်တို့အကြီးမားဆုံးသောရှင်းချက်မှုဖြစ်စဉ်မှာမနာလိုတဲ့လုပ်ဖို့ကံပြများကိုတည်တည်ထားပါစီးပွားရေးလုပ်ငန်းလုပ်ကင်နေတဲ့သူများအနေနဲ့တည်ပြီးသားသောမဟုတ်မတိတာသောရန်သူများသို့မဟုတ်ပြိုင်ပတ်များကိုတည်တည်ထားပြီး၎င်းတို့ရဲ့ထောင်ချောက်တွေကိုရှောင်ရှားဖို့အတွက် လုံဆောင်မှုကအထူးလိုအပ်ပါတယ်။ခုနောက်ဆုံးအနေနဲ့ကတော့ပညာရေးဆိုင်ရာအကြောင်းအရာများကိုပြပြပေးလိုပါတယ်။ဒီလမှာဂျိုရီရဲ့စောင်းဆောင်ရေးပေါ်ယုံကြည်မှုကိုအားပေးမှဖြစ်ပြီးတော့ဘဝလမ်းကြောင်းကိုပုံပုံကောင်းမှုစီရင်အတွက်ပြောင်းလဲပေးမှလိမ့်မယ်။ဆရာထက်တန်မှုနဲ့အခွင့်အလမ်းကိုစုပ်ကံပြီးပန်းနိုင်များအစီအသွအပြုသဘောဆောင်တဲ့လုံဆောင်ချက်များကိုပြုလုပ်ကနေ့စဉ်တိုးတက်မှုများကိုပြုလုပ်နိုင်ပါလိမ့်မယ်။ အာဝင်မှုတွေအားကြီးလာမှာဖြစ်တော့လဲဆက်လက်စ조사အထောက်အကူကလိုအပ်တယ်လို့ကြိုးပမ်းမှုများလည်းပြန်လိုအပ်ပါတယ်။လာရက်ညာတိုးတက်လာတဲ့အမြအတားအချင်းများပေါ်ပေါက်လာနိုင်ပြီးအထူးသဖြင့်လာရက်နောက်ဆုံးတဝက်မှာဖြစ်ပေါ်လာနိုင်ပါတယ်။ခိုင်မာပြတ်သားစွာနေထိုင်ခြင်းအပြုသဘောဆောင်သောစိတ်ထားနဲ့စိတ်ပိုင်းဖြတ်မှုတို့ကိုတည်ယူပါ။ဒါမှသာကြီးမားတဲ့အာဝင်မှုကိုရရှိနိုင်ပါလိမ့်မယ်။မျှော်လင့်ချက်ပဲပြောစီးပါစေနဲ့။လက်မချော့ပါနဲ့။ အဲ့ဒီအစားဟိမန်ချက်တွေကိုအောင်မြင်ရအတွက်ပုံပုံကျူးစားအထုပ်ကိုဆွဲကုန်လုံးဆောင်ပါနောက်ဆုံးမှဆရာထက်တန်မှုအယောင်ဆူဆဲမှုတွေကိုပြန်လည်ရရှိပြီလိုက်လုံးကြီးတွေရှိနေမှာကဂျုံတွေကထိုက်တန်တဲ့အောင်မြင်မှုစီကိုလက်ညှိုးပေးပါလိမ့်မယ်ဒီတိုတက်မှုစီကိုဦးစီရဲ့စိတ်ထားကိုလက်ခံခြင်းအပြင်စိတ်ခုံများကိုကျော်လွှားနိုင်မယ်အခွင့်လန်းကောင်းများကိုရယူနိုင်ပြီးတော့အခွင့်အရေးများလည်းပေါ်ပေါက်လာပါလိမ့်မယ် ဒီလားအတွက်ကတော့ဒီလောက်ပါပဲရှင်ကျမတို့ channel ကနေအခုလိုမျိုးရာသီဝင် like ခေါင်းကြီးဆိုခြင်းများအပြင်ဆောင်ရွက်ဆောင်ရွက်များကိုပါလစဉ်လာတိုင်းအတွက်တင်ဆက်ပေးနေတာဖြစ်လို့ကျေးဇူးပြုပြီးတော့ကျမတို့ရဲ့ channel လေးကို like follow နဲ့ subscribe လေးလုပ်ခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်အချိန်ပေးပြီးနားထောင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်ဘေးရနေရဲ့ကင်းဝေးပြီးစိတ်ရောကိုယ်ပါနှွေးထွေးလုံးကြုံသောနေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေရှင်